မင်္ဂလာပါမင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့မှာတော့တီချေမြဝေသွားခြင်းနဲ့အကြောင်းအရာလေးကလူပြိုပေါ့စာတဘာဝဆိုတဲ့အကြောင်းအရာလေးကိုပြန်လည်မြဝေသွားခြင်းပါတယ်နော်ဒါကြောင့်လူပြိုပေါ့စာတဘာဝဆိုတဲ့အကြောင်းအရာလေးကိုအဆုံးထိနားထောင်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ပရမဇုံအနေနဲ့ဒီစာအုပ်လေးဖြစ်လာအောင်ဝမ်ဝေကူညီရေးသားပြုစုပေးတဲ့အဲ အဖွဲအစီများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ဂျီတေယုဖော်ပြီးတဲ့ကာတွန်းဆေးရဆော့တင်မောင်ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဒါဆိုရင်လူပြိုပေါက်စာအရွယ်ဆိုတာလေးကိုစလိုက်ကြရအောင်နော်။လူပြိုပေါက်စာတပါဝအမကမိဖို့ထဲမှာထမင်းချက်နေပြီးအကိုကအိမ်ရှိမှာထင်းပေါက်နေတယ်။လူပြိုပေါက်စာမောင်လေးနိုင်ကတော့ ဆယ်ကျော်တဲ့တဘာဝအတိုင်းမှန်အချင်းချင်းကြည့်ပြီးစတိုင်မျိုးစုံထုတ်လို့ပေါ့တငယ်ချင်းတွေနဲ့ချိန်ထားတဲ့မြိုင်ဟင်းဝန်ပန်းချံကိုတွားရမယ်လေပန်းချံရောက်တော့လူဆုံနေပြီရှင်းရှင်းကမိမလာလေးတယောက်နဲ့မိတ်ဆက်ပေးတယ်သူကကလေးရတဲ့တို့ရဲ့တငယ်ချင်းအစ်စ်ပေါချောလိုက်တာအိမ်အပြံမှာတစ်ချိန်လုံးတရီးရတယ်အိမ်ရောက်တော့လေတစိမ့်စိမ့်တွေးရင် ိပ်ပျော်သွားတယ်။အိမ်မက်ထဲမှာကလေးယာနဲ့သူနှကိုအချစ်တိုင်းပြီးတိဆောက်ကြတယ်။အိယာကနိုးတော့ဘောင်းမီကစိုးနေပြီ။ကြင်ကြည့်တော့လဲချွဲကြည့်ကြည့်အရေးတွေတွေးရတယ်။ရှက်လဲရှက်ကြောက်လဲကြောက်နေမိတယ်။ငါဒီလိုခဏခဏအရေးတွေအများကြီးထွက်နေရင်ယောဂါရမှာလားအကူအမတွေကိုမေးရမှာလဲရှက်တယ်။ တငယ်ချင်းတွေကိုမေးတာအကောင်းဆုံးပဲလေကလျာနဲ့ငါနှစ်ယောက်ထဲချီနူးတယ်အိမ်မဲမဲပြီးအိယာကလိုးလာတော့ငါပေါင်းမီဆိုနေတာတွေ့ရတယ်ငါတိတ်လန့်နေတယ်ကွာဩမင်းကလည်းစိတ်မပူပါနဲ့ကွာအဲ့ဒါလူပြိုဖြစ်ဖို့တုတ်ရီထွက်တာကွာလူပြိုဖြစ်ခါစားအဲ့ဒီလိုဖြစ်တတ်တယ်ငါတို့လည်းမင်းလိုမျိုးကြုံခဲ့ဘူးတာပဲ အကြောက်လိုမနေပါနဲ့ကွာဒါဆိုရင်ငါဘလို့လို့ရမလဲတကူရေတန်ရှင်းရေးကိုဂယုတဆိုင်လို့ရမယ်ကွာအဲ့ဒီလိုဖြစ်ရင်ကိုယ့်ရေလိမ့်နဲ့အရေးပြားကိုလမ်းပြီးညင်ညင်တာတာဆေးပေးရမယ်အမွေးနဲ့မပါတဲ့ဆက်ပြပျော့ပျော့နဲ့ဆေးပေးရမယ်လက်ကိုလည်းတေချာစေအောင်ဆေးပေးရမယ်နော်ဒါဆိုငါ လှိမ့်ဆက်ဆန်လို့ရပြီပေါ့နော်မင်းတို့ငါတို့အရွယ်ကငယ်ပါသေးတယ်အခုမင်းမစားပြီးထွက်လာတဲ့တုပ်ရည်ထဲမှာ ပါတဲ့တုပ်ကောင်တွေကြောင့်လှိမ့်ဆက်ဆန်မိရင်မိန်းကလေးမကိုဝင်ရတော့နိုင်နေအပြော့အပါလိုက်စားခဲ့ရင်လည်းယောဂါရနိုင်တယ်ဒါကြောင့်လိန်ကိစ္စကိုစိတ်ဝင်စားပဲဘဝတုတ္တရမယ်အသိပညာတွေလေ့လာပြီး အက္ခစားလေးလုပ်ပေါ့ အတွေ့အကြုံရှိတဲ့တငယ်ချင်းတွေပြောတဲ့စကားတွေကို ပြန်ပြီးစဉ်းစားရင်သူတက်ခဲ့တဲ့ကြောင်းပြင်ပရောက်ကလေးတွေအတွေ့တင်နန်းကတင်ငန်းစာတွေကိုလည်းပြန်တရိယာမိတယ်။အိမ်မဲမဲကြီးအလိုအလျောက်တုတ်ရီထွက်တာဟာလူမျိုးဖြစ်ခါစားတဘာဝပါလို့စိတ်ချလက်ချလက်ခံမှတ်ယူသွားပါတော့တယ်။စိတ်ကစားတာကိုထိန်ချုပ်ပြီး အရင်လိုအလအပကိုဦးစားမပေးတော့ဘဲစာပေးအာကစားနဲ့ကျမ်းမာရေးကိုလေ့လာလိုက်စားတယ်။မောင်လေးနိုင်ရဲ့အပြုအမူပြောင်းလဲလာတာတွေအတွက်အကိုအမတငယ်ချင်းတွေကဝမ်းသာကြတယ်။ပျော်ရွှင်ကြမှာတဲ့ဆဲကျော်တက်ဘဝလေးကြောင့်မောင်လေးနိုင်ရဲ့အနာဂတ်ကတာယာလှပနေပါတော့တယ်။ကဲတာရူရီလူပြိုပေါ့စား တဘာဝဆိုတဲ့အကြောင်းအရာလေးကဒီမှာပဲပြီးဆုံးသွားပြီ။ဒါဆိုရင်လူပြိုပေါ့ဆတဘာဝဆိုတဲ့အကြောင်းကိုနားထောင်ပြီးမိခိုးလေးတွေဖြည့်ကြည့်ရအောင်နော်။နံပါတ်1ဒီဇယ်လန်းလေးကိုဖတ်ပြီးဘာတွေတွေးမိသလဲ။နံပါတ်2ဘာကြောင့်ဒီလိုတွေးမိသလဲ။နံပါတ်3အိမ်မက်ဆိုရဲ့အတိတ်ဘယ်ကိုဘယ်လိုသဘောပေါက်နားလဲတလဲစရှင်းပြပါ နံပါတ်၄ဆယ်ကျော်တက်ရွယ်ယောက်ျားကလေးများမိမိလေအင်္ကာကိုဘယ်လိုတန်ရှိလို့ရမလဲဒါလေးတွေကို ကိုဘာသူကို တွေးပြီးဖြည့်ကြည့်ကြရအောင်နော်လူပြိုပေါ့စာတဘာဝဆိုတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးသားတို့လူငယ်လူရွယ်တွေတွေ့ကြုံရလေရှိတဲ့အကြောင်းအရာတွေအခက်အခဲတွေဖြည့်ရှင်းရပုံတွေကိုလည်း လူငယ်အချင်းချင်းစုပေါင်းဆွေးနွေးခြင်းနေနဲ့အတူ အပြတ်အလန့်ကူညီပြီးတော့ဖြည့်ရှင်းနိုင်ကြပါစေအစိုးရတီနာထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်